ိသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ညနေပိုင်းမှာမလေးစီမျိုးသွင်းပေါ်လုံးတင်ဟာစီးကင်းပြိုင်ပွဲအုပ်စုတတိယပွဲစဉ်အဖြစ်မလေးရှားလက်ရွေးစင်မျိုးသွင်းပေါ်လုံးတင်နဲ့ရှင်းပြခစားခဲ့ပါတယ်ခင်ဗျာဒီပွဲစဉ်မှာမြန်မာလက်ရွေးစင်မျိုးသွင်းပေါ်လုံးတင်ကမလေးရှားလက်ရွေးစင်မျိုးသွင်းပေါ်လုံးတင်ကိုတုံးကိုဂုံးရှိစွာရလာနဲ့အနားရှိခဲ့ပါတယ်မလေးရှားလက်ရွေးစင်မျိုးသွင်းပေါ်လုံးတင်ကရှုံးမယ်ဆိုတာသိတယ်ဒါပေမဲ့ပထမပွဲတုန်းကလို့မဖြစ်စေရဘူးဆိုတဲ့ပုံစံမျိုးနဲ့ကစားသွားခဲ့ပါတယ်ခင်ဗျာခန်းစစ်ကိုအဆင့်ဆင့်ပိတ်ဆို့ဖြတ်ထုတ်ပြီးတော့ခက်ကြမ်းကြမ်းပုံစံနဲ့ကစားသွားခဲ့လို့မြန်မာကစားသမားတွေ အနေငယ်ထိခိုက်တံရရတာမျိုးဖြစ်ခဲ့ရတယ်လို့ကစားရလဲတော်တော်ခက်ခဲပါတယ်ခင်ဗျအထူးသဖြင့်ဝေစောဥကိုရမကိုတော်တော်လေးကြိုးစားလိုက်ရပါတယ်ဝင်းသိငင်တို့ပါနာပါတယ်သူရဲ့သလပပတင်မှုလိုက်တဲ့ဘောလုံးကနေစမ်းတော်ကနေဝေစောဥကိုသိမိကြတာဖြစ်ပါတယ်ခင်ဗျစမ်းတော်ဟာပထမဖိလစ်ပိုင်နဲ့ပွဲမှာတော့အဲ့လိုခွင့်ရခဲ့တယ်ဒါပေမဲ့သူကိုပေါောင်နဲ့လွဲလျှော်ခဲ့တယ်အဲ့တော့ကသူကန်ချက်လွဲသွားခဲ့တယ်ဒီနေ့မှာတော့သူပိုင်မနေနိုင်ကိုအဆုံးသတ်သွားခဲ့တယ်ဝေစောဥကိုစပီးယူပေးခဲ့တယ် ဒုတိယကိုးနဲ့တတိယကိုးတွေကတော့မြန်မာလက်ရစဉ်အမမိသိင်းအတွက်ကံကောင်းမှုလို့ပြောနိုင်ပါတယ်ခင်ဗျာဘာကြောင့်ပြောပြောသလဲဆိုတော့ခင်မာလာထုံးဒုတိယကိုးမှာဆိုရင်ဘောလုံးဆွဲယူလာတဲ့အချိန်မှာမလေးရှားကစားသမားတွေကဖြတ်ထုတ်တယ်ဖြတ်ထုတ်တဲ့ဘောလုံးကလုံးထွေးရင်းနဲ့ရှေ့ဘက်ကိုပြန်ပြီးတော့ထွက်သွားတဲ့အချိန်မှာမေထလူရဲ့ပြေးလမ်းတော့ကွက်တီရောက်သွားတယ်မေထလူကတော့ဒီအချိန်မှာအဆုံးသက်သေးကြတယ်ခင်ဗျာမေထလူရဲ့ပန်းနံမူကတော့အဆုံးသက်သေးကြတာလို့ပဲကျွန်တော်မြင်မိပါတယ်ဘာကြောင့်လဲဆိုတော့သူကတစ်ချိန်ရရင်ရတဲ့အခွင့်အရေးကို one chance one goal ဖြစ်အောင်တော့ ြောင်းလဲပေးနိုင်သွားရှိပါတယ်ခင်ဗျအဲ့နောက်ပိုင်းမှာတော့မေထက်လူကလုံးဝပျောက်သူလို့ဖြစ်နေခဲ့တယ်ပြောရမယ်ဆိုရင်ဒီပွဲမှာတိုက်စစ်မှာဝင်းသိမ့်ကြီးထွန်းတဲ့မေထက်လူပွဲထလာရင်သူတို့ကအတွဲအဖက်သိပြီးတော့ညညမမရှိခဲ့ဘူးအစိတ်ဆက်မမိခဲ့ဘူးအဲ့လိုတော့ကျွန်တော်ထင်မြင်ဆောင်ပြရခင်ဗျာမြန်မာလူ့ရေးစင်ပေါ်ဆုံးဘောလုံးအသေးရဲ့တတိယကိုကတော့မလေးရှားကိုသမားရဲ့ပေါ်ရောက်မှုအရစဉ်ဝင်းသိမ့်ကြီးထွန်းကသွင်းပေးသွားခဲ့တာဖြစ်ပါတယ်ပွဲပြီးခါနီးမှာဝင်းသိမ့်ကြီးထွန်းကနောက်တစ်ခုထပ်သွင်းခဲ့ပေမဲ့ ဒီစိမ်မှာတော့ဒီကြုံမဖြစ်နေကြတော့ဂိုးမရခဲ့ပါဘူးခင်ဗျာမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးသင်းဟာဒီပွဲမှာသုံးဂိုးဂိုးမရှိဆဲရလာနဲ့အနိုင်ရလိုက်ပြီမဲ့ဥစုဒုတိယပွဲစဉ်ဖြစ်ကစားတဲ့ဖိလစ်ပိုင်နဲ့ဗီယက်နမ်တို့ရဲ့ပွဲစဉ်မှာဖိလစ်ပိုင်ကအနိုင်ရသွားတာကြောင့်ဆွေးနွေးဖိုင်နဲ့တက်ခွင့်ကိုမရရှိခဲ့ပါဘူးဥစုနောက်ဆုံးပွဲစဉ်ကိုရုန်းကန်ရမယ့်အခြေအနေပွဲကျက်ရကစားရမယ့်အခြေအနေနဲ့ကြုံဆုံသွားခဲ့ရတဲ့ဆိုတာပြည်သက်တွေသိရှိအောင်ဒီဆက်ပြပေးလိုက်ပါခင်ဗျာတ िश ူအပေးပြည်သက်အားလုံးကို 做一辈子的失败者，呀！